နယ်အိမ်နေကြီးရွာမှာတနက်နေ့ပြသက်ခံရတဲ့ NLD ရကြေးဥက္ကဋ္ဌရဲ့အလောင်းကိုဇွန်လ3ရက်နေ့ကမြေမြုပ်ကကရင်ရိုးရာ ထုံးစံအရာပြန်လည်တူးဖော်ပြီးဇွန်လ4ရက်နေ့မွန်းလွဲတနားရီအချိန်ကကော်သိန်းချူးကြီးရွာတုတ်တန်မှာမိသကြိုခဲ့တယ်လို့သိရပါဗျ။ဇွန်လ2ရက်နေ့နနက်တနားရီဝင်းချိန်ကဖအံမြို့နယ်အိမ်နုရဲစခန်းနယ်မြေဖအံအိမ်နုကားလမ်းပေးရှိအိမ်နေကြီးရွာမှာဖအံမြို့နယ်ကော်သိန်းချူးကြီးရွာ NLD ဥက္ကဋ္ဌဦးစောကျော်နီကိုအမည်မသိသူတွေက တနက်နဲ့အချက်ပေါင်းများစွာပြစ်ခတ်တပ်ဖြတ်ခဲ့တာကြောင့်နေအစင်းလေကအနီမှာမှောက်ရက်တေဆုံးနေခဲ့တာဖြစ်ပါတယ်။အခုလိုတေဆုံးခဲ့သူဦးစောကျော်နေဟာကော်တင်းရှူးကျေးရွာကနေအိမ်ထဲကျေးရွာကိုပြောင်းရွှေ့နေထိုင်တာလာပိုင်းလောက်သာရှိသေးတယ်လို့သိရပါတယ်။ ဦးစောကျော်နေဟာတဘာဝအတိုင်းသိဆုံးတာမဟုတ်ပဲတနက်နေ့ပြစ်သက်ခံရကသိဆုံးခဲ့တာကြောင့်ချက်ချင်းမိမတကြိုပဲသတိတဘောမြင်မြုပ်ကရက်ပိုင်းအကြာမှာပြန်လည်တူဖို့ပြီးမိတကြိုရတာဖြစ်တယ်လို့သိရပါတယ်။သိဆုံးခဲ့သူဦးစောကျော်နေဟာဒေသအတွင်းရှိလေယာဉ်အငင်းပွားမှုပြဿနာတွေကိုကူညီဆောင်ရွက်ပေးနေသူတဦးဖြစ်တယ်လို့ရဲရွာအတွင်းမူရစေဝါဆန့်ကျင်သူတဦးဖြစ်တယ်လို့ဦးစောကျော်နေနဲ့ရင်းနှီးတဲ့ဒေသခံတွေကဆိုပါတယ်။သူကလှိုင်းပွဲနေပြန်မှာ DKB အဖွဲ့ဝင်လုပ်ခဲ့ဘူး။ ကျွန်တော်ဒီနာရီတက်ပဲလုတ်ပေးတယ်မနေ့တော့တော့အင်ဒုစခံမှုကလာတယ်လေဒီအမှုမှာပြောဖို့အတွက်ဝိုင်းဝန်းကူညီဖို့ဝိုင်းဝန်းကူညီဖို့ဆိုတော့ဒီပေါ့သူကတော့ဟိုမြေယာမှုတွေပါလေလုတ်တာရှိတယ်လေအရင်နောက်လုံးနောက်တမောအမမြေဟိုရောင်းတာလည်းကိစ္စတွေပါလေအဲ့ဒါပဲပြန်လိုက်လို့ပြန်အောင်ရပြီးကြားတယ်ဒါပေမဲ့အဲ့ဒီဥစ္စာလေးတွေဆက်ဆက်လာမှတော့မသိဘူးပေါ့ ဥစောကျော်နေအနေနဲ့အခုလိုနေအတွင်းတနက်နဲ့အချက်ပေါင်းများစွာပြစ်သက်ခံရမှုဟာတရားဥပဒေစိုးမိုးမှုမရှိဖြစ်နေတယ်ဆိုတာကိုမိမောင်းထုတ်ပြနေတယ်လို့လည်းဝေဖန်မှုတွေရှိခဲ့ပါတယ်။ လက်ရှိမှာတော့အဲ့ဒီအမှုကိုအိမ်နုနယ်မြေရဲစခန်းကပါဇောက်39မြင်းဆောင်2015ပြစ်မှုပုံမှ300နှစ်နဲ့အမှုဖွင့်စစ်ဆေးနေပြီးကနအူးစစ်ဆေးချက်တွေအရာဦးစောကျော်နေကိုပြစ်ခဲ့တဲ့ကြီးဟာကိုမမကြီးဖြစ်ပြီးအခင်းဖြစ်ပွားရာနေရာကနေကြီးကွန်ဆယ်ခုတင်းစီရမိထားတယ်လို့အိမ်နုနယ်မြေရဲစခန်းကသိရပါဗျ။ကော်တင်းရှူးကျေးရွာဟာအရင်နှစ်ကာလတွေကတည်းက မူးယစ်ဆေးစိတ်ကြွဆေးတွေနဲ့ပတ်သက်ပြီးနာမည်ကြီးတဲ့နေရာတစ်ခုဖြစ်ကလက်နက်ပုံးတွေလည်းရှိသလိုလက်နက်ကန်အဖွဲ့အစည်းတွေလည်းဝင်ထွက်သွားလာမှုရှိတဲ့နေရာတစ်ခုဖြစ်တယ်လို့ဒေသခံတွေရဲ့ပြောကြားချက်အရသိရပါဗျ။